္လာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမန္တလေးတိုင်းမြင်းချက်မြို့နယ်လဲတစ်ကြေးွာကစစ်ကောင်စီတပ်စစ်ဆေးဂိတ်ကိုနိုဝင်ဘာလ၄ရက်နေ့လယ်၂နာရီအချိန်မှာဒီသူကကွယ်ရေးတပ် PDF တွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်မြင်းချက်မြို့နယ်နှစ်မိုင်လောက်သာကွာဝေးတဲ့ မြင်းချံမြို့သားတတဦးမန္တလေးလမ်းမကြီးပေါ်ကစစ်ကောင်စီတပ်ဂိတ်ဟာစစ်စရေးကိုအကြောင်းပြပြီးစက်ကြီးကောက်နေတဲ့အတွက်မိနစ်20နီးပါးဝင်ပစ်ခဲ့တာလို့ဆိုပါရယ်ပစ်ခတ်တက်ခတ်မှုအတွင်းစစ်ကောင်စီတပ်ကရှစ်ယောက်သေဆုံးပြီးဆယ်ယောက်ပြင်းထန်ဒဏ်ရာရခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီးမြင်းချံမြို့ ခမရ15ကနေစကူကားကြီး3စီးနဲ့ရောက်လာတဲ့အတွက်ပြန်ဆုတ်ခရကလက်နက်တွေတော့မရခဲ့ဘူးလို့မြင်းကျက်ခရိုင်တပ်ရင်းခုနှစ်0ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူပိုသက်ကြီးကပြောပါတယ်ပြစ်ခတ်ပြီးနောက်ပိုင်းမှာလမ်းပေါ်သွာလာနေတဲ့ကားတွေစိုက်ကယ်တွေကိုပိတ်ဆို့ဆစ်ဆေးတာတွေပြုလုပ်ခဲ့ပြီးကားသမားတွေနဲ့ခီးသွွားပြည်သူတွေဖမ်းဆီးခံရတာမတွေ့ခဲ့ဘူးလို့မျက်မြင်တွေ့ရှိသူကပြောပါတယ် မြင်းကျက်မြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေပြုလုပ်နေတဲ့အတွက်စစ်ကြောင်းဥတီယာလမ်းကြောင်းကဒေသခံတွေနေရွှန့်ခွာနေကြရတယ်လို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းမြိတ်ခရိုင်တနင်္သာရီမြို့နယ်ဇဝဲကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပြီးကျေးရွာလေးရွာကဒေသခံပြည်သူတွေစစ်ပေးရှောင်နေရတာကြောင့်အေးပေါ်စေဝါပစ္စည်းနဲ့ဆာနာရိတ်ခါတွေလိုအနေကြရတယ်လို့စစ်ပေးရှောင်ကုညီအဖွဲ့နဲ့ဒေသခံပြည်သူတွေကပြောပါတယ်။ အော်တိုဘားလာ29ရက်နေ့လည်း12နိုင်ဝန်းကျင်မှာဇဝဲကျေးရွာအုပ်စု၄မရွာအနီးစစ်ကောက်စီအင်အားတရာဝန်းကျင်နဲ့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့အကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့အနီးတစ်ဝိုက်ရှိ၄မိုင်ဒူဂျိုရေခမ်း၆နဲ့ဖာနီကျေးရွာတွေမှာနေထိုင်တဲ့ဒေသခံပြည်သူတွေနီးစပ်ရာတောတောင်တဲ့ကျေးရွာတွေမှာရွာလုံးကျွတ်စစ်ပေးရှောင်နေကြရပါတယ်။လက်တလုံးမှာအေးပေါ်စစ်ပေးရှောင်လာရတဲ့အတွက် စာနာရိတ်ခအပြင်သက်ကြီးရွယ်အိုနဲ့လူနာတွေအတွက်စေဝါပစ္စည်းတွေလိုအပ်နေတယ်လို့ຫນွေဦးမြတ်တာစစ်ပေးရှောက်ဖွဲ့ဝင်တယောက်ကပြောပါတယ်လက်ရှိစစ်ရေးတင်းမာနေတဲ့၄မိုင်ဒူဂျိုချေးရွာနေတဝိုက်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေနှစ်ဖက်စလုံးကခန့်စစ်ပစ်စင်ပြီးခြေကုပ်ယူထားတယ်လို့သိရကထိတွေ့တိုက်ပွဲတွေအချိန်မရွေးဖြစ်သွားနိုင်တယ်လို့စစ်ရေးအခြေကြာတင်းမာနိုင်တယ်လို့မြေပြေရှိဘိုခင်းတပ်ဖွဲ့တာဝန်ခံတယောက်ကပြောပါတယ် စစ်ပေရှောင်ကုညီအဖွဲ့ကကောက်ယူထားတဲ့စည်ရင်အရအော်တိုဘာလ29ရက်ကနေ29ရက်အထိဖာနီဒူးကျိုးနဲ့ရေခမ်းကြောင်းကျေးရွာတို့ကနေ ထွက်ပြေးလာတဲ့အိမ်အောင်စု86စုနဲ့လူဦးရေ342ယောက်ရှိပြီးလေးမိုင်ကျေးရွာကစစ်ပေရှောင်စင်းကိုတော့မကောက်ယူထားရသေးဘူးလို့စစ်ရှောင်ကုညီတဲ့သူတယောက်ကပြောပါတယ်ရှင်။ ဗမောက်မြို့နယ်မှာကိုလက်မသက်စွန်းတဲ့အမျိုးသမီးတယောက်ကိုစစ်တပ်လက်အောက်ခံရှမ်းနေအမျိုးသားတက်မတော် SNA တပ်သားတယောက်အတ္တမပြုချင်းခဲ့တယ်လို့သိရပါတယ်။တိရစ်သတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းဗမောက်မြို့နယ်မှာမသက်စွန်းအမျိုးသမီးတယောက်ကိုစစ်ကောင်စီလက်အောက်ခံရှမ်းနေအမျိုးသားများတက်မတော် SNA တပ်သားတယောက်ကအတ္တမပြုချင်းခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ညပိုင်းကဗမောက်မြို့နယ်အလဲရွာတိလရှင်ကျောင်းတစ်ခုမှာ ိခင်ဖြစ်သူနဲ့အတူနေထိုင်နေတဲ့ပိုလီယိုရောဂါကြောင့်ကိုလက်မတန်ဆွမ်းတဲ့အမျိုးသမီးတစ်ယောက်ကိုစစ်တပ်လက်အောက်ခံ SND တပ်သား၂ယောက်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် SND တပ်သားတစ်ယောက်ကအာဏာပြုကျင့်ခဲ့တာပါအလဲရွာနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ရွာကနေစစ်ပေးတိတ်ရှောင်နေကြရပြီးကျူးလွန်ခံရတဲ့အမျိုးသမီးကကျန်းမာရေးမကောင်းတဲ့အတွက်စစ်ပေးမရှောင်နိုင်ပဲ မိခင်ဖြစ်သူနဲ့ရွာကတီလာရှင်ကျောင်းမှာခိုးလုံနေတာလို့သိရပါဗျ။သူတို့ကသူတမီမပြေးနိုင်မလွားနိုင်တဲ့ခါကျတော့သူများတွေစစ်ဆောင်နေမှရှောင်နေတဲ့ခါကျတော့သူတို့ကမေတီလာရှင်ကျောင်းမှာသူတို့ကတွားနေတာဖြစ်စဉ်ကည9:00နာရီအချိန်သူတမီကိုခေါ်တော့မယ်ပေါ့လေခေါ်တော့မယ်ဆိုပြီးတော့အတင်းအားတော့မအဲ့ဒါကိုသူ့အမေကမခေါ်ပါနဲ့တောင်းပန်ပါတယ်ငါတမီကတက်တာတို့ပါတို့လေဖြစ်တတ်တယ်ကျမကြီးလည်းမကောင်းဘူးပေါ့လေမခေါ်တော့နဲ့ဆိုပြီးတော့ဟိုတောင်းပန်နေပေါ့လေတောင်းပန်နေဟိုမရဘဲနဲ့သူကအလက်မောင်းကြီးကိုအတင်းဆွဲခေါ်ပြီးတော့တိတ်ချာအင်ကိုခေါ်ပြီးတော့သူတို့ကဒါမျက်နှာဝှေးစားနေစီးပြီးတော့ပေါ့လေတယောက်လုတ်ကြံတယ်ပေါ့လေအဲ့ဒါကို SNE ရေးပုံမှန်တည်ကြတယ်ပေါ့ ကျူးလွန်ခံရတဲ့အမျိုးသမီးဟာဗမောက်မြို့နယ်အလဲရွာမှာနေထိုင်တဲ့ကလူလူမျိုးဖြစ်ပြီးအသက်35နှစ်အရွယ်မတန်ဆန်းမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ကျူးလွန်ခံရတဲ့သူသူ့ရဲ့မိခင်ဖြစ်သူနဲ့သူတို့နဲ့အတူနေခဲ့တဲ့တီလာရှင်ကိုရွာကျောင်းဆရာတို့ကခေါ်ယူစောက်ရှောက်ထားတယ်လို့သိရပါတယ်။ကျူးလွန်ခံရသူရဲ့မိခင်ကတော့မတန်ဆွမ်းဖြစ်တဲ့သူသမီးပေါ်အခုလိုလောက်ကျန်စော်ကားသူတွေကိုစိတ်နာတယ်လို့ဆိုပါရယ်မိခင်ဖြစ်သူရဲ့ပြောကြားချက်ကိုဒီပပီသတင်းတောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါဗျ ရွာမှာလည်းလူမကြံတော့ပါဘူး။ចောင်းဆောင်ပဲចាំပါတော့တယ်။ကျမတို့ကသူ့လမ်းမလျှောက်နိုင်လို့ရွာမှာနေရစ်ခဲ့ပြီးတော့မယ်ဒီလရှင်ចောင်းမှာတဲခုတ်ပြီးနေနေကြတာပါ။ကျမသမီးကမိန်းကလေးဖြစ်ရတဲ့အထဲမှာအခုလိုယောဂဝင်နေတော့ဘလို့မှပြောပြလို့လည်းမရနားလည်းမထောင်။အတင်းကြီးချိတ်ချောက်ပြီးတော့အခုလိုလှုပ်ကြံဆော့ကားတာကိုစိတ်နာတယ်။ဘယ်တော့မှမကျေနပ်နိုင်ဘူး။အရမပြုချင်းခံရတဲ့ကိစ္စနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်အားဝိုင်းဝန်းစူးစမ်းပြီးဖို့ဒေသခံတွေကတောင်းဆိုနေပါဗျ။အလဲရွာဟာဗမောက်မြို့ပြင်ဘက်ကဖြစ်ပြီး မူလကဒေါ်လာရင်းတက်ဖွဲ့တွေထိန်းချုပ်ထားပေမဲ့စတိမာလာနောက်ပိုင်းမှာစစ်တပ်နဲ့ရှမ်းပြည်ပူးပေါင်းတပ်တွေပြန်ပြီးထိုးစစ်ဆင်လာလို့နောက်ဆုတ်ပေးခဲ့ရပါတယ်။ SNA ဟာစစ်တပ်လောက်ခံတိုင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ကျမဒီရီပါ။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမကတော့ချစ်ချူဆမ်းပါ။ကျေးဇူးတင်ပါတယ်ရှင်။